အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပြီးမှာကတော့ပြန်မပြောကျင်တဲ့တန်ကျော်စင်ဆိုတဲ့မိဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပြီးကြပါအောင်ခင်ဗျာကိုငနီတီစေလုံးကြီးကြေးရွာမှာကြွက်ထိုးသမားဖဲဖြစ်တယ်ကြွက်ထိုးတီဆိုတော့လေမူလကကြွက်ကိုတဇူးဝါနဲ့ထိုးတီတာမဟုတ်ပါ ကိုငဏီတို့စေလုံးကြီးကြေးရပဝင်းကျင်သည်မြေကျွတ်လေကျွတ်များကိုအလုံးကူမှပေါ်ပါတယ်စပားပေါ်ခြင်းကိုရောက်လျက်လေကျွတ်ကြီးများသည်စပတ်ဥစပယ်ညုံများကိုစပြီးတော့ဝါဖီးလိုနေပါတယ်ကနဦးကကိုငဏီကျွတ်ဖန်းပုံကနီးတမျိုးပဲဖြစ်တယ်ဝပြားကိုင်းညွန့်ညွန့်တီးတီးကိုညအခါလေထဲမှာဝေးရမ်းလိုက်ရင်ကျွတ်အော်တန်ကဲ့သို့မြည်ပါတယ်ကျွတ်အော်တန်တို့မြည်တဲ့အခါမှာလေကြီးထဲမှာရှိတဲ့ကျွတ်အပေါင်းပါတီး ဆွေမျိုးများအသံမက်ပြီးကြွတွေးများမှအတီတီထွက်ခါဝမ်းသာအားရပြည့်ထွက်လာခဲ့ကြတယ်။ဒီအချိန်ကြားမှာမီးထိုးပြီးတော့ဒုံးနဲ့ရိုက်ပါတယ်။တ냐ကိုအကောင်20 30ခန့်ရတယ်။ရာသမျှကြွများကိုသမီးလို့သူမီးမွေးခအရေးဆုပ်ပြီးတော့စီပူထိုးပြီးဝညက်ဖြင့်ညက်ရတယ်။ကျိုးကိုအရေးတင်းယုံသားကင်းပါတယ်။ပြီးတဲ့အခါမှာဘောလုံးကွင်းစီယခုမျိုးမဈေးကြီးမှာတွားပြီးတော့ရောင်းရတယ်။အဒီတုံကအစိတ်သားခံရှိတော့ကြွက်ခင် စီပူထိုးတကောင်းကိုတကြဲရတယ်။ရောင်းရွှေကုန်လျှင်20အဆိပ်လောက်ရပါတယ်။ကိုငနီမှာဇနီးမရမရှိတော့သူ့ရဲ့မိန်းမမဩစာသည်ဒုတိယမြောက်ကလေးကိုမိမဖွားနိုင်ပေ။မိတွဲမှာပင် ကွယ်လွန်သွားခဲ့ပါတယ်။အခုမှအပြူဖားဖားဖြစ်နေတဲ့တမီးမိမွေးနဲ့ကိုငနီအတူနေတယ်။မိုးအခါလေတူချင်းငါလှုပ်ပြီးတော့ဖားရှာငါရှာလှုပ်ကြတယ်။မိမွေးခရာသမျှကိုဈေးထဲမှာရောင်းပါတယ်။ စားပေါက်နေကူးလိုက်ရင်ကြွက်ရှာတဲ့အလုပ်ကိုလုပ်ရတယ်။စားတဲ့လူကနေတာကြောင့်ငွေပိုငွေရှံကိုစုမိတယ်။မိမွေးလဲသူချင်းကကြွက်ရှာသမားသမီးဖြစ်ပေမဲ့ဝေကောင်းစားလာလေးများဝဲနိုင်၍ငကူရုတ်ခံမအေးယုံမျိုးအလနဲ့တသွေးသမွေလှပါတယ်။သမီးအလောက်ကိုကြည့်ပြီးတော့ကိုငနီမဝမ်းသာတယ်။သူမရဲ့မေမဩစာရှိလိုက်ရင်တော့သူ့ရဲ့သမီးအလောက်ကိုကြည့်ပြီးတော့ကြွားလိုက်မိဖြစ်ခြင်းအွေရောက်တဲ့အခါမှာသမီးလို့သူကို ပိုးကြပန်းကြသူများရှိလာပါတယ်ဖအေလို့သူတို့ကိုလည်းအရေးတလူမျက်နာပြီးဆက်ဆံလာသူများရှိလာတယ်အရွယ်ရောက်သမီးလှရှုပ်လှရည်ရှိတဲ့သမီးကိုလင်ကောင်းသားကောင်းရစေချင်တာမို့ဖအေဖြစ်တော်လေမအေသဘောနဲ့ပြောပြီးတော့ဆုံးမပေးကြတယ်ဖြစ်နိုင်လျင်တော့စေလုံးကြီးကြွာသားတဲ့ကတချို့သောကာလာသားများနဲ့မညီစွန်းစေခြင်းခက်တာကရှိသမျှကာလာသားများကလည်းပြည်တော်သားကံဘက်မှာမိမွေးတို့အပြူအုပ်စုရေခဲဆင်းလိုက်ခြင်း ကံပေါင်းယူကနေလူလုံးဆွေလုံးပြပြီးတော့ဖို့မဆုံအရာကိုပြန်ပြီးတော့ကြားနေရတယ်။သိန်းဝင်းလိုလူစားမျိုးနဲ့ညီသွားမှကိုအထူးကူမှစိုးချိန်ပါတယ်။သိန်းဝင်းကရက်သမားထက်ရှိသမားဘာအလုံးမှလက်ကျောတရားမလို့အပေါင်ခန်းစားသူသူ့အမေရှေ့အပေါင်ဆုံးအင်ဂျီပဆုများထဲ့လဲဝတ်ပြီးတော့အချိန်ပြည့်မူတူနေတဲ့သူပြီးတဲ့အခါဟိုကောင်တင်းထွန်ကိုစုံဆိုင်ဖွင့်ထားတဲ့တရုတ်မြန်မာကပြဦးကျင်ဝက်ရဲ့သားတင်ကားတော်ကျက်သမား ကြက်မှန်လေရင်တော့အကုန်းကူမှာတိုက်ပါတယ်အဒီလိုကောင်စားမျိုးနဲ့ညာလေရင်တော့ကြက်သမားမရဘွားကိုရောက်ပြီးကြက်ဥပယ်ကောက်နေရမယ်ပြီးတဲ့အခါမှာငလေးမောင်တင်ကားတော်ရွာကျော်လူမိုင် သူ့ရဲ့ဖေးတီတကြီးဟောင်းဖြစ်ပါတယ်ပတ်စံလည်းရှိတယ်ဩဇာလည်းရှိတယ်ထိုအရှိန်နဲ့ငလေးမောင်က မိုက်တယ်ရန်ဖြစ်တယ်လူကြီးတော်ခါကုံကုံလက်ပြင်ကုတ်ကုတ်နဲ့တွေ့တဲ့မြလူကိုစိန်ခေါ်ပါတယ်သူ့လိုလူမျိုးနဲ့ညာရင်တော့တရားရုံလိုက်နေရ၍ရင်အေးကြမည်မဟုတ်ပါ ရှိပါသေးတယ်။သူရိမင်းနဲ့နာမည်ကားတော်အပြည့်စာလူကမြက်ခွက်တင်ကမှစကောဝမ်းလောက်ရှိတယ်။ဒီကြားထဲမှာနှာခမ်းမွေးကတင်ထားသေးတယ်။စကားပြောရင်တော့တထိထိတုံကုန်းကုန်းနဲ့စိတ်လေးအလွန်ကူမှတောက်ပါတယ်။ဇမင်းသားလူလူစာရေးစရာလူလူနဲ့ဥကြောင်းကြာရွာထဲမှာကိစ္စရှိရင်တော့ဆက်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 ပါပါတယ်။လောက်ကြဟိကန်ကြဟိဆိုရင်တော့ဒီကောင်မပါဘူး။ပြောကြရင်တော့ဒီလိုလူပေါ်ကြောက်လူမိုက်အခြေသမား ဖဲသမားများနဲ့မတော်ညီသွားမှကိုကိုငနီမှာစိုးရိမ်ပါတယ်။ညာအိတ်ရှာဝင်းတိုင်းမှာဒီသမီးချေအိမ်အောင်ရေးကိုစဉ်းစားပြီးတော့ရင်လေးလို့မစုံ။ဒီနေ့မှာတော့မိမွေးမျိုးစေးမှပြန်လာရင်ခွေးကလေးတစ်ကောင်ခေါ်ခဲ့ပါတယ်။ခွေးကဘယ်လောက်ကိုကျိုးနေတဲ့ခွေးနဲ့ကလေးဖြစ်တယ်။အမွေးကြီးကြီးနဲ့ရွက်တူတူထောင်းထောင်းလေး။ဟဲ့မိမွေးဘယ်ကယူလာတာတုံးသမီး။ဇေနာကခေါ်လာတာပြီတနာလို့ ဘယ်လက်ကကျိုးနေပါလားဟဲ့ဟုတ်တယ်ဖေခွေးကြီးဒီကိုက်လို့ကျိုးသွားပုံပဲတကောင်နဲ့တနာကနေခေါ်လာတာရုပ်ကချစ်စရာလေးဖေရဲ့ဟုတ်ပါတယ်ခွေးကလေးကချစ်စရာလေးပါအမွေးနက်ပြောင်လေးနဲ့မွေးထားရင်တော့အဖေါ်တော့ရပါလိမ့်မယ်ဒါနဲ့ပဲကုင္ကနီကခွေးနဲ့လေးကိုစိတ်ထက်ကျက်စီးပြီးတော့ကုသပေးလိုက်ရာမကြောက်ခင်မှာပဲခြေထောက်ကပြန်ကောင်းသွားတယ်ဒုပတော်လေတော်လိုက်ရင်ထောနဲ့ထောနဲ့ပြေးလိုက်ရင်ခြေလက်သုံးချောင်းကိုအားပြုတ်ပြီးတော့ ပြေးကြတာခြေလက်လေးဘက်ကြခွေးများထည့်မြင်သေးတယ်အစာရေစာဝဝလင်လင်စားတဲ့အခါမှာမကြခင်မှာပဲဝါဖီးလို့လာခဲ့ပါတယ်ဝါဖီးလာတာကြောင့်သူ့ရဲ့နာမည်ကိုငဖီးဟုခေါ်ကြတယ်ငဖီးကလွန်စွားမှအာကိုရပါတယ်ခွေးတကောင်ဖြစ်လာခဲ့တယ်ငဖီးဒီကိုငနီနဲ့ကြွက်ချာနေရတော့နေစဉ်လိုက်ပါခဲ့ကြတယ်မကြခင်မှာပဲအလုံးနဲ့ရှင်ပါလာပြီးကြွက်ချာတဲ့အလုပ်ကိုငဖီးပါဝမ်းကူပြီးတော့လုပ်ခဲ့တယ်ငဖီးကအနမ်းခံကောင်းတယ် မျက်စီလဲလဲနေကြွတင်းရဲသားကိုလူထဲပို့ပြီးတော့တည်တယ်ငါဖီဒီကြွတင်းဝါကိုနှုတ်သီးနဲ့အနံ့ခံပြီးလိုက်ချင်ကြွတင်းဝါကိုလက်နဲ့ကုတ်ဖဲချက်ပြီးပြီးတဲ့အခါမှာတခင်လို့သူငနီးကိုဟောင်းတန်ပေးပြီးတော့ခေါ်လေးရှိပါတယ်ဒါကူမကိုငနီးကသဘောမပေါက်လိုက်ချင်ကိုငနီးရဲ့ပစုပ်ကိုသူ့ပစက်နှုတ်သီးနဲ့ကြိုက်ဆွဲခေါ်ပြီးသူရှာလို့တွေ့တဲ့ကြွတင်းကိုပြလိရှိပါတယ်ပြပုံကတော့ကြွတင်းဝါကိုနှုတ်သီးနဲ့တို့တယ်လက်နဲ့ကုတ်ပါတယ် ပြီးတဲ့အခါမှာတောင်းတယ်။ထိုအခါကျမကိုငယ်နေမှာသဘောပေါက်လို့သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာငဖီပြားတဲ့ကြွက်တွင်းကိုပေါက်တူးနဲ့ပေါက်လေရင်ကြွက်တစ်ကောင်းနှစ်ကောင်းရှားစမြဲ။အကယ်ရှိသာကြွက်တည်ထွက်မပြေးလိုက်နဲ့ပြေးတဲ့အခါမှာငဖီကလေးနဲ့လင်းမြန်းချင်းမျိုးနဲ့အပြေးလိုက်ပြီးတော့အသေးကူမှကြိုက်ပြပါတယ်။ဒီလိုလိမ်မာတဲ့ခွေအနက်ခံကောင်းတဲ့ငဖီကြောင့်ကိုငနီမှာတခြားကြွက်ချာသူများထက်ပိုပြီးတော့ကြွက်ကောင်းရှင်များများရပါတယ်။ အခုညာဘက်မှာကြွက်မလိုက်တော့ညာဘက်ကိုကြွက်ချာရသည်ခါမွေဟောက်မွေဘွေးကိုကြောက်ရတယ်တရေလဲကြောက်ရပါတယ်ဥဟန်အေးလေးမဖီကမွေဆိုးကိုလုံးဝတော့မကြောက်ပါတနတ်ပင်ဘက်ကမကြောက်ရခြင်းကြောင့်ကအမှုဖီရဲ့ရှာပေါ်မှာဖြစ်တော်လေအမဲဆက်30ပါးသာရှိမှုမျက်နှာမဲဆက်30တည်မဖီရဲ့ရှာပေါ်ကုချင်းစာတိကံပုံစံတနာကျင်တာရှိနေပါတယ်အိုးချုပ်ဒီကိုအန်အိုးဖွယ်တွေ့ရပါလကောင်းအဆက်30ကအဆက်ရှာဆက်ခေါ်ပါတယ်ပါလာတဲ့လူတစ်တွေကို လူသိပါချာစုဘူးတခါမှတော့ငဖီတီကျွတ်တွင်းတွင်ကိုနှုတ်ပြီးမဲ့ဆိုတယ်ဟုတ်ပါအနက်ခံလိုက်နမဲအရင်ကခွီးဟူတဲ့အတဲမျိုးသုံးလုံးတော်ပါပါနောက်ပြန်ဖင်ထိုင်ကြပြီးတော့နမဲကားတော်လဲသွားခဲ့ပါတယ်အတီတကြတော့မမဖီမာနာများချီပါတယ်အမေစုဘူးစင်းရိုးနေသူ့ရဲ့လို့တဲ့သူမလို့ကမူးရှူတို့လိုနမဲတွင်ချင်းပဲချာချာလေလို့သွားခဲ့ပါတယ်စုဘူးကသူ့ရဲ့တို့ကိုသွေးများကြတာတဲ့တွေကိုခေါ်ကိုငနီမာမြင်ပြီးတော့စိုးရိမ်ခွဲကိုတော့ခေါ်မသွားပဲငါတန်းရှင်းရေးပါရပြည့်လွင်ထန်တော့အပ်ပြီးတော့ ငါဖီမာတန်ကြမှာချာချာလဲပြီးနေတော့လေထိတ်ခွဲကတောင်းစည်းကန်းတွေကိုခွိခွိလုံနေရှင်ဖြောတော့ထားပြီးရဲ့မျက်နှာကြီးတင်းဆောင်ကန်းလိုလာသည်ကိုမြင်လိုက်ရပါတယ်ဒုံနေကကျွန်တော်များကနှုတ်သီးမှာစတင်ပြီးတော့တွေးရှားတဲ့နေပဲဖြစ်ပါဘူးငငနီမာသဘောပေါက်လိုက်ပါတယ်အမှန်တော့ထိတ်ခွဲသည်မဟုတ်မှလွယ်ရှောင်းဖောင်းမင်းသားပဲဖြစ်ပါတယ်တွေ့တင်းတဲ့ကနေဘူတာပလက်ဖောင်းကိုအစေးရှိတဲ့တဲ့ဝါတကောင်နော်ကလပ်မနဲ့ လက်ဖောင်းမင်းသားကိုငနီမှာချက်ချက်မယ်နော်ခရောင်တို့ရေကောင်းတွင်းပေါက်ကိုအဝါပေးပြီးပလက်ဖောင်းမင်းသားထိခွေးပြီးပင်ကြောရှိကိုမှန့်ပြီးသူ့ရဲ့နဲ့ပေါက်တူးနဲ့ပေါက်ချာလိုက်ပါတယ်ဣဗရာဟင်လို့ဖြစ်တော်လေးဘိခန့်အလိုက်ပေါက်တူးနဲ့အားဆိုင်ပေါက်တဲ့အခါမှာတော့ယထာဘောကကြတော့ပြင်းတွဲတွဲအရာတစ်ခုကိုဟတ်တူးသွားတာထိမိသွားတယ်ထိခွေးဖြစ်လာလို့နဲ့သဘောကိုခန်းစားမိပါတယ်ပလက်ဖောင်းမှာ၎င်းနေရာကို၄၅ချက်ကုတ်တဲ့ရင်အားဆိုင်ပြီးတော့ပေါက်ပြီးတဲ့တာလှုပ်ပေးခြင်းမြေကြီးများလို့ပေါက်ချေဖော်လိုက်တဲ့အခါမှာကြီးပြင်းလာခဲ့တယ်ဟာမွေကြီးပါရခဲ့တယ် ငွေရှာနီးပေါက်တူးသွားကြောင်တည်နေတဲ့မွေးကိုပြေလိုက်ချပါသူသည်ဈေးတယ်လို့ရေမွေးဟောင်းအလေးတော့ရှင်အလေးတော့လက်စတဲ့တော်မူရောက်ကချို့နိုင်မဖီးကိုကိုက်လိုက်တော့လူပို့လောက်ရတယ်ကိုငနီမချစ်သားကြီးငါဖီးအတွက်ငါတို့လမ်းချင်းတာတို့ချင်းလို့သွားပါတယ်ကျန်တာတော့မတူတို့ဘတော်လဲမဖီးကမျက်နှာကြီးကြောင်ကျဲရုံမှာလွဲပါလေအသက်မတိခွဲကလိုင်းစုံအတိချင်းကစပြီးလိုင်းစုံတော့ငါဖီးမွေးစိတ်ပြီးမှကိုတီးခဲရတယ်တေကသူ့ကိုစေခံပူကောင်ငါဖီးအဖိုးတန်ခွေးကြီးမှကိုကူးဆက်ယောဂအရှင်မှာတီးခဲရတယ်ယောဂကိုဌာနရောက်ရင်တော့ငါဖီးတီး ီတစ်ခေါက်ထိတ်ခွဲဝင်လာတော့ရေသားပေါ်ကမိမိတို့အိမ်တို့ဘူတာနေနေမိမှာပင်အမျိုးမျိုးရေပယ်ရှာပြီးတော့ဝင်လာပြီဆွဲချာဘင်မွေးကိုအလုံးမရှိအကန့်မရှိရေသားရဲနေနေရေကိုဝမိတ်ဒီအကြောင်းကိုပြောနေလာလာပြီးတော့ချစ်ကြတယ်ရှိသူတွေခေါ်စစ်မဖီကြောက်လာတဲ့ချိန်မှာရှေ့ဆုံးကဘသူမှအရှင်ထိတ်ခွဲစစ်တာနေဝင်မလာရေချာလူတွေမှာစစ်ဆရာမလို့မဖီကမျက်နှာကြောမတည့်လေချင်းထိတ်ခွဲလေချင်းကအလုံးကငဖီကို လေးရှင်လုံးကြောင်းရှင်လို့လာခဲ့ကြပါလေ။လေးရှင်တော့လေဘဲတော့မှာငါဖြီရောက်လာတဲ့အချိန်မှာစပြီးစစ်တားနေပြီးပို့ပြီးတော့အစင်ပြေးလာတယ်။လက်တေကန်ပစ္စည်းတချို့ထုတ်ပြီးလဲအချိန်မကုန်တော့အချို့ကူဖြီပြားတဲ့တွဲကူစားပေါက်လိုက်ရုံးစရဲကျွဲ့အကောင်ကြီးကြီးတေးသေးတယ်။ငါဖြီပြောတဲ့တွဲကူသွားပြီးတော့မပေါက်လိုက်နဲ့။ဒါကြောင့်မလို့အစီစစ်လိုက်ခြင်းပဲဖြစ်တယ်။ပြေဖို့ရှာခံတော့သူမလို့လေသိရင်ပြောတယ်။အသားတွဲမှာဝန်းဆောင်သူမဟုတ်ဝေဟောက်ဝန်းနေပြီးတော့ဝေသားစားခြင်းတွေများခါတော့ခင်ဖြီအနေနဲ့လို့ လက်ရှောင်းတဲ့တွင်းကိုလည်းမြန်မာတမ်းမိနေပြီငွေကိုအရာရှူလို့ရကြတယ်ရဲအပ်တီမောက်ကူလုတ်တွေဒါနဲ့ပဲငါပြေကိုကြီးစုတင်သူများချစ်သူငွေပပလေးရင်တရားတူကြီးကြပဲစိုက်ဆောင်ပေးခါမှာတော့ညာဘက်ကစနေတဲ့ဓမြဝေလာခဲ့တယ်ညာဘက်အစားရှိတိုင်းမှာသူ့အမေငါပြီကဓမြလူစိမ်းများကိုလာတွေ့ချင်းပဲဖြစ်ပါတယ် တချို့ခွေးများကတော့မဲတူနေတော့ငဖီကမကြောက်မရွံ့ဟောက်မှာတချောက်ရင်လိုက်ပြီးတော့ဟောင်းကြတယ်ကျွကျွအိတ်နဲ့ဒါနဲ့ပဲတမများများအချီနေမဟမ်းပဲထိုထမင်းတို့များနိုးရွေဝိုင်းပြီးတော့လိုက်တာကြောင့်ပြေးခဲ့ကြရတယ်စားရွှေရရှိခဲ့ပါတယ်မျိုးစေးမှကျုပ်ကသွားရောက်မှုဖြင့်တမီးမှုလူစိုးကလေးဖြစ်တဲ့နာကြောင့်ထိတ်ကွယ်ပြန်ပြီးတော့မရောက်သေးဒီတစ်ခါမှာတော့ဒုငနေရွာပြင်ကိုထွက်ပြီးတော့တမီးပြန်လာကိုကျိုးနေမရှိမနှောင်းမှပင်ငဖီလည်းလိုက်ပါခဲ့တယ်စီချင်းချက်ခါတိုက်နေမွန်းတဲ့လေရှင်တို့လည်းငှက်အော်ဆန်မိမွေးမှာပြန်ရောက်နေကြအခုမှတော့ မွန်လွယ်စားပြုနေသည်ပဲဖြစ်တယ်။သမီးမိမွေးမှာပြတ်မလျှောက်သေးတာကြောင့်ဇန်နီနဲ့ထေခွေးနှစ်ယောက်စံတို့နေပါတယ်။ငှက်အော်စံတို့ငပီကလည်းလာကြတယ်ပဲပြီးပြီးတော့ဦးနေပါတယ်။တော်နဲ့တက်ချက်တင်မောင်ဆိုးတို့လဲကူးဆိုးစကောင်လိုက်ပို့ခဲ့ပြီးတော့စိုးချိန်သွားပြီးရင်ကုန်စံတို့သွားခဲ့ပါတယ်။ရာဘာရှိလမ်းကဈေးကြီးအပြန်ချူသွားလမ်းနေကြတယ်။ပြောခွေးနဲ့ပါလာတယ်စကားတခုကိုတော့ကျွန်တော်မမေ့အခုကနီးအိမ်ကပလက်ပါပြီးပါ။ចောင်းကသမီးများမတွေ့ဘူးလားအလောက်ကခါပြောမလို့တော့ဘာများလဲ90ခုနှစ်နိုင် အခုကျွန်တော်မရွှေတောင်မြို့တို့မြင်ပြောပါမိပါခင်ဗျာအရေးတဲ့တချို့မလို့ပါတော့6လလောက်ကအစားချီရမယ်မသိလို့လောစာရေးချဲခင်းတို့ပြောဟာပြောင်းရမြင်တာပြောဒီလောစာရေးကိုဒီနေ့ရှင်သမီးရှေ့လာကြပြက်မလာဘူး1992ခုနှစ်ဘာဖြစ်လို့လဲကျွန်တော်အထူးပြေးနောင်လိုက်သွားပြီတော့ပင်စင်အတွက်တရားကျွန်းတို့သွားရှင်နေရှင်သမီးရပြီတော့ဝန်တာတာပြီတော့ကျွန်တော်ရောက်လို့သွားခဲ့ပါတယ် လဲနောက်ကိုလိုက်သွားပြီဟုရဲ့အဖေကြီးစကားကိုကြားလိုက်တဲ့အခါမှာကျွန်တော်ရဲ့နားထဲဆွဲနေတဲ့မိုးချိုးပြစ်တယ်လို့ခေါ်တယ်ကြောင့်မလို့လှန့်ကြည့်မိတယ်။ရွာသူရွာသားရှိဖို့ရှက်လဲရှက်သွားခဲ့မိတယ်။လေယူလေသိန်းကဆွဲနေတော့ဘသူနဲ့လဲသူရဲ့အတန်းကနေနေအော်နီစပယ်ကဈေးကောက်ကောက်ကောင်းနေတယ်။လူကောင်ကလည်းတော်တော်ကိုထွာလာတယ်။သူတို့ကကျုပ်ကမှဘူပေါင်းကြီးဖြစ်ကားများပြောကြတယ်။ဒီကြားထဲမှာကောင်လေးကရွာနာနေတယ်။ကြာကိနဲ့ပေါင်းကလည်းပတ်စံရှိကြအောင်တန်ရောစင်ရှိသူတွေကြီးမျိုးကြီးဖြစ်ကြချက်ချင်းပင်မမိပြောစကားများကိုကိုငငီမှမကြတော့ သူရဲ့ချေဆုံးသမီးအဖေါ်ကောင်းမင်းမင်းနဲ့ဖေးကြည့်ရသူရဲ့ပဝင်းချုပ်ပါပဲဖေးခွာသွားပြီကိုစဉ်းစားရင်ကျွန်တော်ကိုနေရတဲ့ဖေးပေါ်သို့မျက်ရည်များစီချလို့လာသွားပါတယ်အဖေလို့သူကိုဒီကြောင်းကိစ္စအဖေကြည့်မှပြောတဲ့ကူမှတတိရတာပဲရှိုးရှိုးဝဲဝဲလုံးရတဲ့ဘဲမှာတောင်းဝင်ကြရင်ထဲမှာနာကျင်ဆူရှားတဲ့ခန်းစားချက်ကမုတ်ဘက်ကန်လေးမိမွေးပေါ်မှာအတင်းထုတ်ပြီးကျူနာတက်ဒေါသဖြင့်ကျွန်တော်ကပင်ပင်စင်ယူပြီးဖြစ်ကြောင်းရှက်လဲရှက်ပြီးအဖေကြီးနဲ့လိုက်နေတာသူရဲ့ရွာထဲမှာမျက်နှာပြရမှာခက်လာတယ်။သူကပြုံးပြီးတော့ဒါနဲ့ပဲအေးပစီပြေးမှပြင်မယ်။ ကျွန်တော်ဒုက္ခမပြီးတော့ပါဘူးခြေဦးလက်ကကျွန်တော်ကုသိုလ်ကံတိုင်းဆိုင်သို့ဝင်လိုက်ပြီးမတော်ဘူးတဲ့ထိုင်ရှိကိုအမေတော့ပြလိုက်ပါလားဘလောက်ကြာတာသူ့ရွာသူပြင်ရောက်တဲ့ချိန်ခါကျွန်တော်တို့ဒီဘက်နေနေခဲ့ရတယ်အဖေကြီးသူ့ချက်နှဖေးမှာငဖီကလည်းပါဆောက်ချောင်းလာပေါ့ထိတ်ခွဲရောမူးနေတာကြောင့်ခြေလမ်းကမမှန်ကျွန်တော်ဒုက္ခမှာမကလေးကထွက်ပြေးငဖီကသူ့ချက်ပစိုးကိုကိုတာအဖေကြီးတို့ခင်ပြတဲ့ပြန်အဖေလမ်းပြရဲ့တာဆိုလို့အိမ်တို့ရောက်ခဲ့ဖြတ်ပြီးခဲ့တာကြက်ခင်းပေါ်သို့ထိုးအိမ်ချလိုက်တဲ့အော်ဆန်လိုက်ပူစင်ကအကြောင်းကို အလုတ်သားလုံနေရပြီးတမီးရဲ့လမ်းစိတ်ကတော့တော့တဲ့ချက်တင်မောင်းဆိုတမီးမိမှုသည်စံနီနဲ့ဒေါ်ကူတစ်ခေါက်တစ်ခါမှလာခဲ့တယ်အင်းစိန်ထောင်ပို့ကအဲ့တော့မှလက်ရှည်ကြောက်ကြနဲ့ကတော့အင်းစိန်ကိုကြောက်ခါပဲဖြစ်တယ်သူတို့လက်ထိကလာဆောင်တော့သူ့ကိုဖိတ်တယ်သူ့ငနီမမကလာဆောင်တော့သွားခဲ့ပါခုံကလေးတွေကိုဖတ်ပြီးတော့တားလို့ခမီးခမတ်များကအသားရှည်မမွယ်ရဲတွေကလေသူချင်းကကြွက်ထိုးတမားကိုလက်ထိအခက်ပြီးလုပ်ပြီးတော့စကားမပြောကြ အမေမိနဲ့တမက်ကတန်ရောရှိချင်းတို့ကစကားလာပြီးတော့ပြုတ်ကြခြင်းဖြစ်ပါတယ်။ကျော်ကလူများအမေတော့စွန်စားခြင်းတစ်ချက်ပါပဲ။သူနဲ့တူရန်ကုန်မြို့လာပွဲတယောက်မှမရှိဘူး။သူအုပ်ကြီးကြမှာသူကဝင်လာတဲ့တပ်ပေါ်အနွမ်းနဲ့တူအမေတကယ်လွတ်မြောက်သွားနိုင်ပါလေ။တရိုးသားရဲ့ရောက်ခမကဘက်မှတလားဘက်ကိုသူတို့တမိအဖေကထင်ကြပါ။ကောမူလန်နေခက်လာပါလေ။ဘေးမှထမ်းမှလမ်းခွဲမှာပဲ။ဘသူကိုနှုတ်ဆက်ဥကြုံရမှန်ခန့်ချင်းရွှေချောင်းများရှောင်ကြမှာ။ သူမနေတဲ့အော်ဆန်းသူရောက်ပါနောက်ဆုံးမှထမင်းချက်တဲ့ညမှာသွားပြီးတော့ထိုက်ပြီးထမင်းကျွေးသူများနဲ့ရဘာတော့အုပ်ရှောက်ရင်းနေချမ်းတောက်ပြီးရဘာတော့အုပ်ရကိုဝင်ပြေးလိုက်ရင်ပြောချင်တော့ဘာမှကိုမတက်နိုင်ဘူးမြေကလာပွဲမပြီးခင်မှာပြစ်ခတ်စရာကလည်းဝန်နေကြီးစွာပြင်းနောက်လေးကွာပြီးသူထွက်ရွှေ့လာခဲ့ပါပြစ်ခတ်ရွှေ့လေဘသူကမှနှုတ်မဆက်ကျုပ်စွာအဆုံးမှာသူတို့သာထွက်ရဆုံးတမိခုပဲကျွန်တော်နဲ့တကယ်တော့မီတမိခုမိသားစုတမိအိုခွဲမှာဒါကူတင်မုန်းကြီးအောင်များစာတေးခိုင်းထားတဲ့တမိတာဖြင့် မိမွေးနားလေသဘောပေါက်လိမ့်မည်ဟုထင်ပါတယ်ပြန်ဖန်းခုတော့မိုးလင်းကန်နေဝေါ်ပောက်ကိုစောထားပြီးတော့ရှောင်ခဲ့ရတာလင်းငါလာသူနဲ့သူ့ရဲ့ခွေငါပြည့်တာပြီးချင်းမင်းဟင်းမြောက်ကိုကိုယ်တိုင်ချက်နေရပါတယ်အဖေကြီးတို့ကပြောင်းသွားပြီလို့သိရတယ်သူချင်းကအလုတ်ကိစ္စများကိုလည်းနေပြနေတယ်အချိန်အားကြီးလဲဆုံးသွားပေါ့သူခွေငါပြည့်နဲ့လေကျွဲချရတယ်ချင်းအောင်နောက်ပြည့်ရလာတဲ့ကြွယ်များကိုအခြေဆုပ်ပြီးတော့ညနေသူကမုတ်တီကိုသူကိုယ်တိုင်မဲ့မျိုးစင်းမှာတက်ပြီးတော့မကြောက်တိုက်တယ်မတော်လို့တမိနဲ့တမိများတွေ့သွားလိမ့်ရင်ကျွန်တော်ကရှင်းတာပြချရိပ်ပြီးကိုစိုးရှင်တော့မပြဲမဲဆိုတော့ ဘူတာတိကောက်ကြီးရဲ့ရောက်ခမကစနေအကြောင်းလည်းကြောက်ခင်ကြောင်းတဲ့တော့ရောက်ရှိလို့နေပါပြောကုန်ကြလိမ့်ရှင်တော့ထေကွဲခါတော့တမီတမတ်တို့ထွားလို့နေပါတယ်ထိခိုက်လိမ့်မယ်နည်းနည်းလဲသားနာလို့နေဒါနဲ့ပဲရာသမြတ်စင်းတဲ့မျိုးစေ့တဲ့ကြောင်းသူများကိုဖောက်သေးခဲ့လိုက်ပါတယ်ရာသမြတ်ငွေကြေးလေးများခုဆိုရင်တော့သူနဲ့ငပြင်းနဲ့ကြောက်ခဲ့ပါလုံလောက်ပါပြီတယ်စန်နီတော့လည်းပြောချရှင်တော့ထေကွဲတော့သူ့ရဲ့တမီမိမွေတစ်ချိန်တစ်ခါမှပြောက်ခဲ့တာကိုအလုံးကိုမှကြိုက်ပါတယ်ကျုပ်ကိုအကျိုးလေးကြော်ရင်လည်းစားပါ့မယ်အစိတ်လုံးလုံးချက်ပြီးတော့မယုတ်သေးစက်ခွဲလန်နဲ့ ဘာတွေလုပ်နေလဲကြိုက်တယ်ကျွန်တော်မှမမေ့တော့အခုတော့တမီးလေးလေးကျော်သွားပဲစန်ဒီဖြစ်ဖြစ်ပါမျောနေနေချော့မလားယခုကားနဲ့ဘူးဆိုင်နေတဲ့မှာပဲလားသူနဲ့ငါဖီတို့နေဖို့သူတို့နေအောင်စလုံးကိုလေကျွဲရှာပါတန်ရောစင်ဆွဲကဲကောင်းချင်တော့စောအကောင်ကြီးကြီးပြောခဲ့တော်တော်များများကိုရတယ်ဒီတော့ပဲဖြစ်အဲ့ဒီအထက်မှာဘဝကလေးတွေရဲ့ဘဝလေကျွဲအကောင်ငါးကောင်ကိုအေးမြချက်ချင်းစုပ်ပြီးတော့ညက်နေခင်ကလုံကြုံစီမျိုးစီလူကြုံမိသားစုမိဖနဲ့တမီးအိမ်တို့လက်ဆောင်ပါနေတာဒီလိုလေကျွဲကကျွန်တော်ချက်ချင်းနှင်းဖြစ် မြင်လိုက်ချင်စကားပြင်ဖြစ်ပါတော့တို့ရဲ့သမီးမိမဲချောကြည်ဟုတ်ကဲ့ပါမန္တာလိုက်မယ်ဖြစ်ချင်ဇလန်လေးကတော့ဒီနေမှာလေကျွဲခင်များကိုကြည့်ပြီးတော့တို့သွားခဲ့ပါတို့ရဲ့အဖေကိုဇလန်လေးချလိုက်မယ်ဖြစ်ချင်နားဆင်ပေးတဲ့တူဦးတီကငကနီမှာရွေနေချောင်းအုပ်တဲ့ခြင်းနဲ့တဆင်းဆိုင်တွေ့ပြီးရင်ထဲမှာတလဲနဲ့နဲ့ကြည်နူးလို့နေပါတယ်ဒီနောက်မှာတော့မျိုးစည်းပြန်မိဖာတို့အလားကိုမျောနေလိုက်ပါတယ်မောတဲ့ချိန်ကိုရောက်တဲ့အခါမှာမျိုးစည်းပြန်မိဖာတို့တန်စစ်စစ်ဆဆကိုကြပြီးနောက်ဖေးမှာပြေးထွက်လို့လာခဲ့ပါတယ် မိဘပြင်လာပြီလားဟဲ့အေးတော့ငါသမီးနဲ့ရောတွေ့ခဲ့လားဟာကြောက်ကင်နေပြေးလိုက်တော့ငါသမီးဘာပြောသေးလဲယင်မိဘမြင်မြန်ပြောစမ်းပါဟာမိမွေးကပြောလိုက်တယ်အကိုကြီးငနီပြောစမ်းငါသမီးကဘာပြောရတော့နောက်ကိုအဲ့ဒီလိုလက်ကျောက်ကင်နေမပို့ပါနဲ့တော့တဲ့ဟင်ဘာဘာဖြစ်လို့လဲယင်သူ့ရဲ့ယောက်ျားကဒါတွေမစားဘူးညွန်လို့တဲ့ဟာငါကငါသမီးစားဖို့ပြေးလိုက်တာဟာ နေကအဲ့ဒါကိုထဲ့မပြောဘူးလားမိဖာရပြောတာပေါ့တော့ဟဲ့မိမွေအဲ့ဒါညီးကြိုက်မှန်းသိလို့ညီအဖေကတကူးတက အကောင်ကြီးကြီးတွေရှာပြီးတော့ပေးလိုက်တာလို့ပြောတာပေါ့အဲ့ဒီတော့အဲ့ဒီမှာအကိုသမီးကဘာပြောတယ်မှတ်တော့ကျမယောက်ျားရုံးနေအစားစာကိုကျမလည်းတသက်လုံးရှောင်လိုက်ပြီတဲ့အဖေကိုနောက်လုံးဝဒါမျိုးတွေမပို့ပါနဲ့လို့ပြောလိုက်ပါတယ်တော့ဟေးကြော့ဒါတော့သမီးပြန်ပေးလိုက်တဲ့ကြွက်ကင်နေ ကိုငနီမမိဖပေးလိုက်တဲ့လက်ကျွဲကအတုံးများကိုလက်နှစ်ဖက်ဖြဲကင်ပြင်းနဲ့ငန်းကြံရစ်လုံးနေခဲ့ပါတယ်။မိများကြအောင်ငိုင်မိတယ်မသိပါ။မျက်လုံးအိမ်မှာမျက်ရည်ပူများဗစက်ထဲကိုဝင်းတော့မှသူ့ကိုယ်သူငိုနေမိမှန်းကိုသိပြီးအံကိုပြည့်ပြည့်ညင်အောင်ကြိတ်လိုက်ပါတယ်။အခုတော့အခြေဆုံးသမီးတီရွာကိုမလာခဲ့တော့ပါ။တည်င်းကျော်တဲ့ဆောင်မို့လာပြီးတော့ကြောချင်းနဲ့အလိရင်မရှိခဲ့ပါ။သမီးရှိရာကို သူသွားရောက်ချင်ပေမဲ့ ကြိုက်ရှင်တော့ပါရဲ့မကြိုက်လို့အောင်ကောင်းလေရင်တော့သူ့ရှင်ကွဲရလိမ့်မယ်တဦးတဲသောသမီးကသူ့ကိုအမှန်တကယ်ချစ်တည်သမီးပါတကယ်ကိုမှလိမ်မာတဲ့သမီးပါအဖေရှိရကိုလာတော့လာချင်းချမှာပေါ့အကြောင်းကြောင့်ကြောင့်မလာနိုင်တာနေမှာပေါ့ဟု တွေးချင်းတယ်သမီးအလွမ်းရောခါနဲ့သူ့အလုတ်ပြက်အကန့်ပြက်ဖြစ်ခါပိန်ကျုပ်ပင်လာခဲ့ပါတယ်နောက်ဆုံးမှတန်ရောစင်မီတို့ပူလောင်မန်းကိုရိတ်စားမိလာခဲ့ပြီးတဲ့နောက် သူ့တင်ငန်းကိုဝစ်လိုက်ပါတယ်အခုတော့လေသူချင်းကားကုန်ကနေမှာမဟုတ်တော့ပါကြွက်ထုံးကနေမဟုတ်တော့ဦးစင်ကြီးကနေဟုရွာကားလူများက ခေါ်နေကြပြီဒီမှာဦးစင်ကနေကိုမခွဲနိုင်တဲ့သူကတယောက်တော့ရှိပါတယ်တခြားသူတော့မဟုတ်ပါဦးစင်ကနေရဲ့လက်တွဲပေါ်တစ္ဆာရှိခွေ့ကြီးငဖီပဲဖြစ်ပါတယ်ငဖီဒီသူ့ရဲ့တခင်ကိုငနီတင်ငန်းဝတ်တဲ့အခါမှာအိမ်မှာအထီးကျန်တကောင်နဲ့ဖြစ်ရွေး အိမ်ဆောင်လူကျန်ရှိခဲ့ပါတယ်။သူသူရဲ့တခင်နဲ့လေတကားလေမှာ အတူကြက်ရှာခွေမရတော့ကျေးဇူးရှင်တခင်မရှိတဲ့အခါမနေတတ်ပါ။နေ့စဉ်ညတိုင်းတခင်ကိုလွှမ်းရှင်နဲ့ဥနေပါတယ်။အိမ်ဒီနာချင်းများကငဖိကိုတနာကြွေအစာစာကြွေးတော်လေငဖိဒီသူရဲ့တခင်လက်ရာအစာမဟုတ်ရမစပါ။လွမ်းဆွေများညစဉ်နေ့စဉ်ဥလို့နေပါတယ်။မျက်လုံးပတ်ဝန်းကျင်မှာလည်း မျက်ခြေစီးချောင်းနဲ့ဖြစ်လို့နေတယ်ကြတဲ့ခါမှာငါဖီပါမနေတတ်တော့သူ့ရဲ့တခင်ရှိရာဖုန်ကြီးချောင်းတို့အရေးဆုံးပြီးတော့လိုက်လာခဲ့ကြတယ်အဒီမှာကြောင်းခွေးငါးခေါက်ကငါဖီကိုဝိုင်းပြီးတော့ကြိုက်ချခဲ့ပါတယ်ခွေးကြိုက်တဲ့နာကျင်စွာအော်တဲ့အတန်များကိုကြားတာကြောင့်ဦးစင်ငနီမှာကျောင်းပေါ်မှာဆင်းကြည့်လိုက်တော့ငါဖီကိုခွေးများကတရေကြံကြိုက်ဖယ်နေသည်ကိုမြင်တဲ့အခါမှာဟဲ့ခွေဟဲ့ငကြင်တို့စိုးလေတို့မောင်းကြပါဦးဟဲ့ဟဲ့ခွေ ဘုန်းကြီးကျောင်းသားများရေနဲ့ဝိုင်းပတ်မှဝိုင်းဆွဲကိုက်ဖဲ့နေတဲ့ခွေးရံပွဲကြီးမှာမန်တဖီဖီနဲ့ပီစီလိုသွားခဲ့ပါတယ်။ငဖီတီပေါက်ပြဲဆုပ်ပြဲဒန်ချာများကိုရပြီးနာကျင်စွာပဲညီးနေပါတယ်။ညီးနေချိန်မှာတခင်လို့သူဦးစင်ငန်နေရဲ့ချိဘမိုးကိုရှာနေရက်ပြီးနှုတ်သီးနဲ့ပုတ်တယ်လို့နေပါတယ်။အော်ငဖီမင်းငါ့ကိုတတိချနေတုံးပဲကိုဦးစင်ငန်ဒီမှာ ငဖိကျဲတန်ရာကိုစေးထည့်ပေးပြီးတဲ့နောက်စွန့်ကျန်ဟင်းကျဲများကိုခြာကျွေးလိုက်တဲ့အခါမှာငဖိသည်အားရပါရမိန်ရှက်စွာစပြီးအမိတနေနဲ့နဲ့သူ့ကိုကျေးဇူးတင်တယ်လို့ကြည်နေပါတယ်။အဲ့ဒီချိန်ကစပြီးငဖိဦးစင်းငနေရှိရာကျောင်းသူလာလေးရှိတယ်။ငဖိလာချင်းတော့ကျောင်းခွေများကထွက်ပြီးတော့ကြိုက်ကြပါတယ်။ငဖိကပြန်ပြီးတော့မကြိုက်ပါ။တင်းကြီးခံလို့နေပါတယ်။ကျောင်းခွေများကိုအလိုက်တင်ပေါင်းတယ်။ ဒါနဲ့ကြတဲ့အခါမှာတော့ကြောက်ခွေများနဲ့ငပီတို့သည် အလွန်ကိုချစ်တဲ့ခွေးမိတ်ဆွေတခင်နာဖြစ်လို့သွားခဲ့ကြပါတယ်အခုတော့ငပီရွာတဲကအိမ်မမနေတော့ဦးစင်းငနေရှိရာ မြက်ဖုံးတော်ကျောင်းသို့ရောက်ခဲ့ပါပြီအန်တော်အန်ဩစရာကောင်းပါတယ်ငပီတီဦးစင်းငနေသွားရှာနောက်ကိုဖဝါချေကဆောင်းလျှောက်လျက်ရှိပါတယ်စွန်ကျွေးရှိရာတို့လည်းလိုက်ပါတယ်ကုလီတက်လည်းလိုက်တယ်အခုလည်းကြည်ပါ ဥစင်းငဏီတို့ဥစင်းငဏီတို့တန်ကားတော်များဆုံးခံကြရင်ဘုံကြီးចောင်းသားများကကြေးစီရိုက်၍ရှေ့မှကြိုပြီးတော့သွားပါတယ်အဲ့ဒီဘုံကြီးចောင်းသားများရှေ့မှငဖီကကြိုနေတယ်နောက်အခါမှငဖီကိုမြင်ရင်တော့ငဖီအတန်ကိုကြရင်ဘုံကြီးတွေဆုံးခံကြွလာပြီဟေအဲ့ဒီလိုတတ်မှတ်ကုန်ကြပါတယ်ငဖီဒီရွာမနေစဉ်ကကိုငဏိကျဲထမင်းအစားစာများကိုစား၍ကိုငဏိအိမ်ကိုလုံးကျုံအောင်ဆောက်ချောက်ပေးတယ် ရောက်ကိုတခုမကတ်အောင်လေကာကွယ်ပြီးတယ်ယခုတော့ဖုန်ကြီးเจ้าမှာစွန့်ကြံဟင်းကြံများကိုစားတဲ့အခါမှာဖုန်ကြီးเจ้าကိုနေရောညပါစောင့်ရှောက်တယ်ဖုန်ကြီးเจ้าမှာရွာသူရွာသားများဘေးမဲ့လာလူထားတယ်ကြက်များနဲ့နွားများရှိတယ်၎င်းတရိတ်ဆန်များသူတပားမခိုးအောင်လို့နေရောညပါငပိကစောင့်ရှောက်ပြီးတယ်သို့ဖြစ်စေเจ้าနိုင်ဖုန်ကြီးနဲ့ဦးစင်များကိုရှင်များကငပိကိုလိန်မာလိုက်တာကျေးဇူးတိလိုက်တာဟုတ် ခြိမွန်ကြပါတယ်။မြေများထိလိမ္မာတလဲဆိုရင်တော့တခါတော့ဘုံကြီးเจ้าရှိကန်နဲ့တို့ကြာဖန်းများကိုကလေးချိုးပြီးတော့ဆင်းတယ်။ခုပါတယ်။အဲ့ဒီမှာကလေးတယောက်မှရှည်နေပြီးတော့ကျန်တဲ့တယောက်ကအော်ဟစ်အကူညီတောင်းပါတယ်။ကြားတဲ့ဘုံကြီးเจ้าသားများတို့ပြေးလာကြတယ်။ဒီမှာတဲ့ငပီကကဲနဲ့ကိုခုန်ဆင်းလိုက်ပြီ။မြုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ကလေးရဲ့အင်ကြီးကိုပါဇက်နဲ့ကိုက်ချီကာ ရေကူးရေကန်းဆက်တို့ဆွဲလာခဲ့သည်ကိုအားလုံးမှမြင်တဲ့အခါမှာငါဖီကိုခွေးတရိစံအစ်စ်မှဟုတ်ရှေလားလူဝင်စားမြလားဒုက္ခတို့တွေးကုန်ကြပါတယ်ဒီလိုနဲ့ငါဖီဒီတကြွလို့တကြောင်းလုံးရဲ့ချစ်တော်ဖြစ်ခဲ့တယ်ဦးစင်းငဏီကကျေးဇူးတရားနားလေတဲ့တခေနဲ့ခွဲမနေနိုင်တဲ့အရေးကြုံလျင်လူလိုအားကိုအားထားဖြစ်တဲ့သူခွေးငဏီကိုကြည့်ပြီး အားရှာကြည့်နဲ့ဝမ်းသာလျက်ကြည့်ပြီးတော့မွေးရချိုးနှက်လိုက်တာ တချိန်ကမိမိနဲ့ငပိသည်အကုသို့အလုံးနဲ့နှစ်ဦးတွဲဖက်အသက်ရှင်ရက်တည်ခဲ့ကြတယ်။ယခုကဲ့သို့အကုသို့အလုံးအဝေစီးကိုအလားမဲ့လောက်ကိုသူတို့ဆွန့်လွန်လိုက်တယ်။ငပိလေဒူးဆက်အကုသို့မှဖိတ်ခွာပြီးတော့ကုသို့အမှုကို သူနဲ့အတူလုပ်ပြီးအစားတလုံးရဲ့ကျေးဇူးကိုဆက်နေရှာတယ်။တစ်ခါတခါဦးစင်းကနေမှစင်စာတွေးခေါ်ကြည့်မိတယ်။ငါဖီနဲ့သူ့ရဲ့သမီးဘယ်သူကပို့ပြီးတော့လိမ်မသမီး ဘယ်သူကပို့ပြီးတော့ကျေးဇူးတီးတက်ပါသနည်းသူ့ရဲ့သမီးကြီးမိမွေနေလို့မကောင်းရဲ့လားသားသမီးများရနေရောလားစီးပွားရေးတင်းတင်းရှိရဲ့လားတွေးမိပါတယ်ဒုက္ခမရှင်ထဲမှာနင်းလို့သွားခဲ့တယ်အဝေးချောက်သမီးနှလုံးစိတ်ဝမ်းအေးချမ်းပါစေငါဒီသားမန်းသူမဟုတ်တော့ဘာလို့တန်ရောစင်နှွဲချင်ပါသလိုအသေးမဖြောက်ချင်လို့လားသေရှင်ပိတ်တာဘွားရောက်ချင်လို့လားအဋ္ဌိဘဝမရောက်ချင်ရင်တန်ရောစင်မတမျှ ဖြက်မီးမနှံသမျှရေနဲ့ငိမ့်အဲ့ဒီလိုအားတင်းရင်နဲ့နေပေါင်းညပေါင်းများစွာကိုကြော်လွှတ်ရင်ဆိုင်နေချိန်ဥစဉ်ဥစဉ်ဘုံကြီးចောင်းသားများရေကြီးတုပ်ပြဖြင့်ចောင်းမော်ကိုတက်ခဲ့ပါတယ်ဥစဉ်ကြီးပြဥစဉ်ကြီးဟဲ့ဘာတို့ငဖီငဖီဘာဖြစ်လို့တို့ငါဖီဘာဖြစ်မှမသိဘူးဖျားအိမ်သာနားမှာလဲနေပြီမလုပ်တော့ဘူးဖျားဟင်ဦးစင်းကနေမှာ ကျောင်းအုပ်သူပြေးဆင်းလို့သွားပါတယ်ဒီနောက်မှာတော့ဖုန်ကြီးကျောင်းသားများပြတဲ့ကျောင်းကုလီနာတို့ရောက်ခဲ့တယ်။ဩအင်းအင်းဟဲငါဖီမင်းမင်းဘာဖြစ်တာတို့သူကွေးကြီးငါဖီတီတငငငနဲ့ဖြစ်နေပြီဦးစင်းငနီမှာငါဖီကိုထွေးပွေးလို့ထားပါတယ်ငါဖီငါဖီဒီမှာခွေးအိုကြီးငါဖီတီသူ့ရဲ့တခင်ဦးစင်းငနီကိုမုံဝါးဝါးမျက်လုံးများဖြင့်စိုက်ကြည့်ပြီးဇက်ကိုကျူးလို့တွားခဲ့ပါတယ် ငဖီရေငဖီသူ့ရဲ့တင်ငန်းကိုတရေမရတော့ငဖီရဲ့လက်ဘဲကိုလှုပ်ကန်ပြီးတော့တကြောကြောနဲ့အော်နေမိပါတယ်။အော်နေရင်းကပင်မျက်ရည်ပူများစီကြလို့လာခဲ့တယ်။သူ့ကိုတန်ကျော်စင်ကြိုကြီးလာတဲ့ငဖီအခုတော့တေကွဲကွဲပြီးတော့သူ့ကိုထားခဲ့တယ်။ဟောဒီလောကမှာဘေဘွားကိုကြောက်ကြောက်သူ့အပေါ်တစ္ဆာရှိခဲ့တဲ့ငဖီသူ့ကိုတန်ကျော်စင်တွဲခဲ့တဲ့ငဖီထမင်းရှင်ကိုစောင့်ရှောက်ကျေးဇူးတည်တဲ့ငဖီ အခုတော့တက်ကြီးယောဂဖြင့်သူတို့ခွဲသွားခဲ့ကြပါပြီ။လိမ္မာရေးချရှိလာတဲ့ငဖီတည်သွားပြီဆို၍ចောင်းရှိဦးစင်းများကိုရှင်းများဖုံးကြီးများចောင်းသားများခဝိုင်းအောင်လို့ရောက်လာပြီးစိတ်မကောင်းကြစုတ်တက်တက်တက်ဖြစ်ကြဝမ်းနေကြပါလေ။ဒီမှာចောင်းနိုင်ဆရာကျော်ကြီးကဝမ်းနေကြေခွဲကြတဲ့ဦးစင်းငနီနဲ့အားလုံးကိုကြည့်ပြီးတရားပြတယ်။ဦးစင်းကြီးတို့လူပဲဖြစ်စေတရိษံပဲဖြစ်စေ အမြင်မရှိဘူးသင်္ခါရကိုမလွန်ဆိုင်နိုင်ကြဘူးဒါကြောင့်တန်ကျော်စင်မဖြစ်ကြပါနဲ့ပရိဒေဝမဖြစ်ကြပါနဲ့လူဖြစ်ဖြစ်တရဝါပဲဖြစ်ဖြစ်အရိလူเจ้าနံဦးစီးခါတရားပြပါတယ်သွားပြီးအုံတော်ငတ်ဖြစ်ရင်မိခစော့တော့အရင်သွားအောင်ပေါ့ငါတို့ကလည်းဒီမရဏလမ်းကို တနည်းချောက်မှာပဲငတ်ဖြစ်ရဲ့နေတာနဲ့မျက်နာပဲကွာလာပါတယ်သူ့ရဲ့မျက်လုံးထဲမှာစွန့်ခန့်ခြင်းနဲ့ ရွှေမြို့အားရှာရှေ့ကကြိုပြီးတော့တွားနေတဲ့မင်းရှယ်လှုပ်ရှားမှုတင်းကျမ်းမှာအာသုဘချရင်တော့မှငါးနောက်ကနေတကောက်ကောက်စောက်နေတဲ့မင်းရှယ်တန်ရောစင်ငါစင်းချန်လျှောက်ရင်မေတ္တာတို့ရွတ်နေချိန်မှာနေရွှဲထောင်ပြီးတော့နားဆွနေတဲ့မင်းရှယ်မျက်နာငါမျက်လုံးထဲမှာပုံရှိထင်းနေစဲပဲမင်းငါကိုမဆွဲလန်းပါနဲ့ငါလည်းမင်းကိုမဆွဲလန်းတော့ဘူးငါဖြစ်ရဲ့မင်းရှယ်တခဲမှာငါရဲ့အခြေဆုံးသမီးမိမွေးကိုလည်းငါမဆွဲလန်းတော့ဘူး ဆွဲလန်းမိသည်မဟာငါရှင်ထဲမှာပူလုံခဲမိတယ်ပူလုံလို့မိလို့ခေါ်တာပဲငါဒီကိနေကစပြီးမိတဲ့ငိမ့်လိုက်တော့မယ်ငါဖီရေမပြောရှင်ပေမဲ့ပြောကျင်တဲ့စကားတွေရှိတယ်ငါဖီမင်းဟာတတိယဇန်တကောင် ဖြစ်ခဲ့ပေမဲ့ငါသမီးတဲ့လိမ္မာတဲ့ဆိုတာတော့ငါရှင်ထဲမှာမှတ်တမ်းထင်ခဲ့မယ်ငါဖီမင်းရဲ့ကုသိုလ်အကျိုးကိုတတိယပြီးကောင်းချာတုက္ကဋိဘုံကိုသွားပြီးတော့ငါဖီရေမင်းရဲ့ချက်မင်းရဲ့တစ္ဆာမင်းရဲ့ကျေးဇူးတိမှုကို ငါသာဓုခေါ်လိုက်မယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်နီကတော့ဒီနေ့မှတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်နီကိုဆုံးတီလိုက်ပါနားဆင်ပေးတဲ့တူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ